ဇန်နဝါရီမှာတာစတီကန်ကိုအငှားနဲ့ခေါ်ယူခြင်းနေပြီးမိုက်မိုင်ညွန်ကို လာမယ့်နေရာဒီမှာအလွတ်နဲ့ခေါ်ဖို့စီစဉ်နေတဲ့ချယ်စီအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းအေချယ်စီလာ YouTube Channel နဲ့ Facebook Page ကနေပြောင်းညီကိုဒီအားလုံးတွေ့တွေ့စွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့ဇန်နဝါရီမှာတာစတီကန်ကိုအငှားနဲ့ခေါ်ယူခြင်းနေပြီးမိုက်မိုင်ညွန်ကိုလာမယ့်နေရာဒီမှာအလွတ်နဲ့ခေါ်ဖို့စီစဉ်နေတဲ့ဆိုတဲ့ချယ်စီရဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ချယ်စီတင်းဟာကစားသမားခေါ်ယူမှုတွေကဘယ်တော့မှရက်တန့်သွားတယ်လို့ကို မရှိပါဘူး အခုတစ်ဖက်မှာလည်းအသင်းရဲ့နံပါတ်၁ဂိုသမားနေရာကိုအေအားဖြစ်တင်းနိုင်ဖို့အတွက်ကမ္ဘာအဆင့်ဂိုသမား၂ဦးကိုချယ်ဆီသင်းကမျက်စိကျလို့နေပြန်ပါပြီ။လက်ရှိအသင်းမှာရှိနေတဲ့နံပါတ်၁ဂိုသမားဖြစ်သူရောဘတ်ဆန်ချက်ဟာစွမ်းဆောင်ရည်ပိုင်းအတက်ကြာရှိနေတာကြောင့်ချယ်ဆီဟာခန်းစစ်ပိုင်းကိုပိုတူးငိမ့်စေမဲ့အတွေ့အကြုံရင်းနဲ့ခေါင်းဆောင်ဂိုသမား၂ဦးကိုရှာဖွေနေတာပဲဖြစ်ပါတယ်။ချယ်ဆီသင်းဟာယခုခါမှာတော့သူတို့ရှာဖွေမှုရဲ့ရလဒ်ကိုတော့ပြည်သက်တီအတွက်စိတ်ဝင်စားစရာအကောင်းဆုံးပြစ်မှတ်နှစ်ခုကိုဖော်ထုတ်လိုက်ပြီပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့လက်ရှိဇန်နဝါရီအပြောင်းရှိအတွက်အစောတလင်ချင်းကပ်ဘူးစီစဉ်နေတာကတော့စပိန်ထိပ်သီးကလပ်ဘာစီလိုနာတင်းရဲ့ကိုယ်တော်ဖြစ်သူမတ်အန်ဒရီတာစီကန်ပဲဖြစ်ပါတယ်။လက်ရှိဘာကာမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတယ်လို့အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ဂျာမင်လက်ရည်စင်ကိုယ်တော်ဟာချဲစီသင်းအတွက်ရေတိုးဖြည့်ရှင်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ချဲစီသင်းဟာသူ့ကိုလာမယ့်ဇန်နဝါရီမှာအငှားစာချုပ်နဲ့ခေါ်ယူဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။တာစီကန်လိုကမ္ဘာအဆင့်မီတဲ့ကိုယ်တော်တအူးရဲ့ကစားသမားဘဝဖြတ်တန်းလာတဲ့အတွေ့အကြုံပိုင်းတည်ငြိမ်ရင်းချက်မှုပိုင်းတွေနဲ့ဘောလုံးပိပုံ မှုစွန့်ရည်ရတာ Robert Sanchez အပေါ်ဖိအားပေးုံသာမက Chelsea တင်းရဲ့အားနည်းနေတဲ့ခံစစ်တမ်းတစ်ခုလုံးကိုပါချက်ချင်းဆိုသလိုမြင့်တင်ပေးနိုင်မယ်ကစားသမားဖြစ်တယ်လို့ Chelsea တင်းတာဝန်ရှိသူတွေကယုံကြည်ထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ Chelsea တင်းရဲ့စီမံကိန်းဟာဇန်နဝါရီမှတင်ရပ်တန့်သွားတာမယ်မဟုတ်ပါဘူးသူတို့ကအနာဂတ်အတွက်ပိုပြီးရည်မှန်းချက်ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကိုလည်းဆက်လက်ဆောင်ကြည့်နေလို့နေပြန်ပါတယ်အဲ့ဒါကတော့ Italy City ရဲ့ Club AC Milan တင်းရဲ့ဂိုးပေါက်ကိုအကောင်းဆုံးကာကွယ်ပေးနေတဲ့ပြင်သစ်လက်ရည်စင်ကိုယ်တော်မှဖြစ်သူ Mike Maignan ကိုလာမယ့်နေရာဒီမှာအလွတ်ပြေး ောင်းရွှေ့ကြည်နဲ့ခေါ်ယူဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။မိုက်မက်ညွန်ဟာယခုနှစ်ရာသီအစမတိုင်ခင်မှာလည်းချက်စီးတင်းထန်ရောက်ဖို့အလွန်တရာမှနှိစက်ခဲ့ပြီး AC Milan အသင်းရဲ့မတော်လောဘကြောင့်တောင်းဆိုတဲ့ပြောင်းရွှေ့ကြည်ဟာပုံများခဲ့တာတွေကြောင့်အပြောင်းရွှေ့ရာပြတ်ပြက်ခဲ့ရတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ချက်စီးတင်းဟာနောက်တစ်ကြိမ်ထပ်မံကြိုးစားလာကအစီအစဉ်ကိုဆက်လက်ဖော်ဆောင်နေပြီးဖြစ်ရဖြစ်ပါတယ်။မိုက်မက်ညွန်ရဲ့စာချုပ်သက်တမ်းဟာဒီနေ့ညရာဒီကုန်မှာပဲကုံဆုံးတော့မှာဖြစ်လို့ချက်စီးတင်းဟာအဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံခြင်းတဲ့သဘောပဲဖြစ်ပါတယ်။တာစတီကန်ကိုဇန်နဝါရီမှာအင ငှားနဲ့ခေါ်ယူပြီးယာတီဝတ်ကိုအကောင်းဆုံးဖြတ်တန်းကနောက်တစ်နှစ်မှာတော့မိုင်းညွန်လိုထိတ်တန်းကစားသမားတဦးကိုပြောင်းရွှေ့ကြည့်ပေးစီရမလို့ပဲခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ချယ်ဆီတင်းရဲ့အပြောင်းရွှေ့မဟာဗျူဟာပိုင်းကတကယ်ကိုလိမ္မာပါနဲ့ပြီးအမျော်မြင်ရှိတယ်လို့ဆိုရမှာပဲဖြစ်ပါအကြောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ညီကိုတို့တွေအနေနဲ့ကတော့ဒီကိုသမားနှစ်ယောက်ထဲကဘသူကိုချယ်ဆီတင်းစီရောက်စေခြင်းလဲဆိုတာကိုယ့်ရဲ့အမြင်နဲ့ထင်မြင်ချက်လေးတွေကိုအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ကိုဆိုင်အိမ်ချယ်ဆီလာ YouTube channel နဲ့ Facebook page လေးမှာနေ့စဉ်ချယ်ဆီသတင်းကြောင်းရတွေ နဲ့ဖွဲ့ချိုပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်းရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ